ရှင်မိုးအပိုင်း28အခန်းငါမင်းမြမာဘွဲစုခိုးခဲ့ပြီးတလားအတွင်းပါပင်မန်းလေးအားကစားတင်တဲ့တစ်ခုမှအမျိုးသမီးနီးပြလုပ်ပင်ရင်ရှင်မိုးအားလာကန်လန်းသည်ရုံးချိန်ပြင်ပဖြစ်နေသည့်မနေ့6နာရီမှည7နာရီခွဲနှင့်ညနေ9နာရီမှည7နာရီခွဲထိတာဝန်ယူပြပင်ရင်ရှင်မိုးလက်ခံလိုက်သည် ်တင်နန်းပိုင်ရှင်လင်မယား၂ယောက်တည်အာကစားဆိုရင်ထုတ်စည်းတိုးတန်းပင်တေချာမကစားဘူးသူများဖြစ်ကြသည်အိမ်တော်ဦးအစရင်မိသည့်စီဝါရေးလုံရမည်ကိုစဉ်းစားနေကြစဉ်မိတ်ဆွေတို့ကလုံလက်ဆမအောင်မြင်နေသည့်အာကစားတင်နန်းကြီးအားပစ္စည်းများနှင့်အတူထိုးရောင်းလိုက်ကြခြင်းဖြစ်သည်တင်နန်းနေရာကိုလည်းမားလက်စတိုက်ခန်းကိုပင်ဆက်ငားလိုက်ကြပြီးအမျိုးသားပင်နန်းနီးပြတယောက် အမျိုးသမီးတင်တဲ့နီးပြတရာခေါ်သည်တင်တဲ့အမည်ပြောင်းလိုက်ပြီးဂျန္နာဘုံသတင်းစာတွင်ကြော်ညာထဲ့ကစတင်ဖွင့်လှစ်လိုက်တော်သည်တင်တဲ့နီးပြအဖြစ်စတင်လက်ခံလိုက်စဉ်ကကစားနီးများအလုံးကိုရင်မိုးတေချာမသိရင်မိုးကစားကြရသည့်ကစားနီးများကိုသာတေချာပြပေတတ်သည်ဝိတ်တဲ့အောင်ကစားလိုသည့်တင်တဲ့သူများဘဝလွန်နေသည့်တင်တဲ့သူများလာတက်ကြသည့်အခါ ရင်မိုးမှာစံတဝါတဝါစံတဝါဝါဖြစ်ရသည်။ယခင်ကလေးကမအောင်မြင်ခဲ့သည့်တင်နန်းဖြစ်နေသည့်ဖြစ်ရင်မိုးတို့လက်ထက်တွင် အောင်မြင်စေခြင်းသည်။အမျိုးသားတင်နန်းနီးပြဆရာနှင့်အတူတိုင်မင်ကထိုအချိန်ကခေစားနေသည့်ရှိတ်မဂဇင်းများကိုပြပမှလာစဉ်မှာယူကြသည်။ရှိတ်မဂဇင်းသောင်းစည်းနှုံးသည်ရင်မိုးတို့ရသည့်ဒီပြလာစားတလားစားနေညီမြနေသည်ကစားပြနေသည့်ပုံများနှင့်အတူ အင်္ဂလိပ်လိုရေးသားထားသည့်အတွက်အင်္ဂလိပ်စာလည်းလေ့လာချရပြန်သည်ကစားနည်းများကိုကိုယ်တိုင်ကစားကြည့်ကြပြီးတင်နန်းသူတင်နန်းသားများကိုပြန်လည်သင်ပေးရသဖြင့်ဂျင်အိုတို့အနည်းပြနှစ်ယောက်မှာနှစ်ခါပြန်ကစားရသလိုဖြစ်နေသည်ရှင်မိုးသည်ဂျုံဖွင့်ရများတွင်မနေ့9နာရီအိပ်ရာမှထရပြီးည10နာရီနောက်မှအိပ်ရာဝင်နိုင်သည်စနေတနင်္ဂနွေနေ့ရက်တွင် PSC စံဝေးဝဲဖြည့်ဆိုရန်အတွက် ကျူရှင်တက်ရသည်စာရီပြန်ဖက်ပြန်ကျက်လုံနေသည်အဖေကြီးမန်းခဲ့သည့်မင်းသမားပွဲလဲရပြီဖြစ်နေသည်ဖြင့်ရင်မိုးအတွက်မေလောကသည်ခန္ဓာတစ်ခုတွင်ပြီဖုံးကားချခဲ့ပြီ PSC ဖြစ်ဆိုရန်အတွက်လေးလာရမည်မိကုန်းဟောင်းများကိုဝင်ကြီးယုံမအရာရှိတယောက်ကပို့ပေးသည်အပြန်အလှန်စာအဆက်အသွယ်ဖြင့်ကြာလာသည့်အခါတန်ရုံးစဉ်တွေ့ညီလာကြသည် လူချင်းမတွေ့ပြကြတော့လေအ мян ချောပို့ဖြစ်တပတ်နှစ်ခါအပြန်အလှန်စာရီပို့ကြရင်မိษွေမကချစ်သူမကြအခြေအနေတို့ရောက်နေသည်နေဆက်ဒေတာဝန်ကြီးဌာနကခေါ်ဆိုသည့် PSC အရာရှိစံမေးပွဲကိုရင်မိုးရေးဖြေအောင်တော့လေလူတွေ့စစ်ဆေးသည့်အခါတွင်ကြလေသည်ဖြေဆိုဘူးသူစီနီယာများအပြောအရရေးဖြေစံမေးပွဲ၃ချိန်အောင်ပြီးလျှင်လူတွေ့စမေးသည့်အခါအလိုလိုအအောင်ပေးသည်ဟုဆိုသည် ဟုတ်သည်မဟုတ်သည်မသိရတော့လဲအားတော့တက်เสียကောင်းလာသည်ရေးဖြည့်ဆက်မေးဝဲကိုရင်မိုးတစ်ချိန်အောင်မြင်ပြီးဖြစ်သည်အားကစားတင်နှန်းတွင်လာရောက်ကစားသူတင်နှန်းသူရောတင်နှန်းသားများပါတိတိတာတာများပြလာသည်လူတိများအတိမတ်ပြူစာဖြစ်လာသည်တင်နှန်းသူများနှင့်တယုံယုံနေရသည့်အချိန်ကိုရုံးဝင်တန်းဘဝထက်ရင်မိုးပျော်မွေ့သည်ရုံးပိတ်ရက်နှင့်တင်နှန်းပိတ်ရက်များတွင်တင်နှန်းသူများနှင့်အတူ တောင်သမန်အင်းမန္တလေးတောင်ပေါ်ဂျန်ကင်းတောင်တို့ဘက်လျှောက်သွားကြသည်ဂျန်ဖန်ရင်ခါများတွင်ပြည်ဦးမင်ဘက်ထိတက်ကြသည်ဂျင်မိုးဘဝတွင်ယခုလိုပေါ်ပါလွတ်လပ်စွာ တခါမှမနေဘူးကဲကျူရှင်နှင့်တင်နန်းတို့တွင်တည်ကျွမ်းလာသည့်မိတ်ဆွေအပေါင်းအသင်းတို့များပြားလာသည်ဂျင်မိုး၏ဝင်းကျင်သည်ဒစဒစကျေပြန့်လာသည်အဖေစောင့်ကြည့်အရေးအောက်မှ အနှင်းငယ်ကင်းလွတ်ခွင့်ရလာပြီယုံ သင်တန်းနဲ့ကျူရှင်တို့ကြားအိမ်မှာနေရသည့်အချိန်ကနည်းလာသည် အမေနှင့်မစကားပြောချင်ရှိသေးသည်ရုံးတွင်လည်းတိုင်းဦးစီးမှုရုံးခန်းတွင်နေနေသည့်အဖေနှင့်စည်ရဲမလုတ်သူရင်မိုးတို့တိတ်မတွေ့ဖြစ်ကြညနေရုံးစင်းချိန်တွင်ရင်မိုးကအားကစားတင်တန်းသို့သွားရပြီးတိုင်းစီဝေဝင်ကြီးခီးစဉ်တို့ဖြင့်အဖေကလည်းအလုရှုပ်တတ်သည်နှိုးစလုံးအိမ်ပြန်နောက်ကျလေရှိသည် တမီးလမ်းလျှောက်လေးပါလေးပြန်နှင်ကြပြန်လေ့ကျင့်ကြရအောင်ဟင်ဘာလမ်းလျှောက်လဲအဖေကလည်းတမီးဘာလမ်းလျှောက်မှလေ့ကျင့်စရာမလိုတော့ဘူးလေဒီနေ့ကျင်းပသည့်နန်းတွင်အစီဝေးဝဲတွင်ကြီးရည်လေးမောင်မဲပြိုင်ပွဲအတွက်အလဲပိုင်းတိုင်းစစ်ဌာနကျုံမှဝင်ရောက်ရှင်ပြိုင်ရမည်အကြောင်းဆွေးနွေးကြသည်ဖြင့်ကြီးရည်လေးပြိုင်ပွဲသည်အလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲဖြစ်သည်မြည်သူမဆိုဝင်ရောက်ရှင်ပြိုင်နိုင်သည်တိုင်းအဆင့်အကြီးအကဲတို့က ဦးမိုးအောင်ဤသမီးစီပြည်နယ်နေတိုင်းမယ်ဘွဲ့ခေအဆက်ဆက်ရိုးရာရင်ကျေးမှုဘွဲ့နဲ့မင်းနမာဘွဲ့ရရှိထားဘူးတည်ဟုဆိုကဝင်ရောက်ရှင်ပြိုင်ပေးဖို့ဆုံးဖြတ်လိုက်ကြသည်တဲ့စင်မော်ရင်လမ်းပြန်လျှောက်ဖို့ရင်မိုးဘလို့မှစိတ်မပါတော့တင်တန်းလေးပြလိုက်စာလေးဖတ်လိုက်ရုံးလေးတက်လိုက်နေနေရသည့်ဘဝသည်တက်တောင်တက်တာရှိလာသည်ရင်မိုးဘလို့ပင်စိတ်မပါတော့လဲအလဲပိုင်းတိုင်းတိုင်းမှုကိုယ်တိုင်းနန်းတွင်နေသူခေါ်ပြီး ဝင်ပြိုင်ပေးဖို့တောင်းဆိုသည့်အခါရင်မိုးမှာငြင်းရခဲ့ဖြစ်နေသည်ထို့သောဖြင့်ကြီးရီလင်မေဘွဲ့ရင်မိုးရခဲ့ပြန်နေသည်ဒီနောက်တော့ရန်ကုန်တွင်ကျင်းပသည့်အိုလံပစ်ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်းပေါ့ပေါ့ပါပါပွားပြိုင်ဖြစ်နေသည်ထပ်မံရရှိလာသည့်မေဘွဲ့များကြောင့်အာကစားတင်တန်းကိုလူသိပိုများလာသည်တင်တန်းသူများပိုများလာပြီးအောင်မြင်သည့်အာကစားတင်တန်းတစ်ခုအဖြစ် မန္တလေးတိုင်းမန္တလေးမြို့တွင်အသိမှတ်ပြုလာကြပြီတော်ပြီဖေရဲ့ဒီတခါတော့သမီးရေးဖြည့်ဆက်မွေးပဲဖြည့်ပြစေတော့ဖြည့်လေးရတာပဲဆက်မီးပွဲကစနေတနင်္ဂနွေနေ့ရက်ပဲဖြည့်ရတာကိုစာသာပရိညာညနေရထားနဲ့သမီးရန်ကုန်ကိုသွားတောက်ကြနေမနဲ့ဆေးစစ်ပြီးညနေရထားနဲ့ပြန်စည်းလာခဲ့စနေတနင်္ဂနွေရေးဖြည့်ဆက်ပွဲမန္တလေးမှာလာဖြည့်တနင်္ဂနွေညနေရထားနဲ့ရန်ကုန်ပြန်ဆင်းတနင်္လာနေ့ညပြန်ရပါလိမ့် အချိန်လူနေရမှာပေါ့တခုခုလွဲသွားရင်စိတ်မောရမှာတမိမပြိုင်ချင်ဘူးမြမတပီလုံးနေအထွေထွေအုပ်ချုပ်ရေးမှုယာတူလက်လက်လေးနေရာအတွက် PSC မှာခေါ်ယူထားသည်ရင်မိုးဝင်ရောက်ဖြေဆိုဖို့ပြင်ဆင်ထားပြီးဖြစ်သည်ဖြေဆိုခွင့်လျှောက်လာလဲတင်ပြီးပြီပြီးခဲ့သည့်တစ်ခေါက်ကရေးဖြေဆက်မှုပဲအောင်ဘူးထားသဖြင့်ရင်မိုးမှာပို့ပြီးတွကြွနေသည်ကျူရှင်မဆရာကလည်းဒီတစ်ခေါက်သာရေးဖြေဆက်မွဲထအောင်ရင်မိုးသည် လူတွေ့ဆံမီပွဲလေးအောင်မြင်ဖို့နှိစက်နေပြီးဟိုခံမှန်းပေးထားသည်ယခုတော့အဖေသည်ကုတ်ကန်းရေကုတ်ကန်းရေကူးကန်အပင်ဤဖိတ်ခေါ်မဲပြိုင်ပွဲကိုစိတ်ဝင်စားနေပြန်သည် နောက်ဆုံးတော့လည်းအဖေအစီအစဉ်အတိုင်းရင်မိုးရန်ကုန်တို့ဆင်းခဲ့လိုက်ရသည်တောက်ကြနေ့မနေ့ပိုင်းဆေးစစ်ခြင်းနှင့်ခါနံပါတ်များ၌ပြီးသည့်အခါအကဲဖြတ်တိုင်းလူကြီးများကညဘက်တွင်အစမ်းလေးကျပွဲရှိသည်ဟုဆိုလာသည် အစမ်းလေးကျင်ပွဲသို့တက်ရောက်ရန်ပြက်ကွက်သည့်မင်းများအားပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ခွင့်မပြုဟုစီကံထုတ်လိုက်သည်ကုန်ကန်းရေကူးကန်အသင်း၏ဖိတ်ခေါ်ပြိုင်ပွဲသည်မဲပွဲတစ်ခုတည်းမဟုတ်ဖက်ရှင်ပြိုင်ပွဲလည်းပါဝင်နေသည်ထို့အပြင်မဲပွဲနှင့်ဖက်ရှင်ပွဲရသူများသည်တစ်နှစ်အတွင်းပြက်ကြိန်ကြော်ညာရုပ်ရှင်အစရှိသည့်အမှုပညာလှူရှားမှုများကိုမြည်သည့်ကုမ္ပဏီနှင့်မြစာချုပ်မချုပ်ရဟုဆိုပြန်သည် နှစ်ပွဲစလုံးတွင်ဘ ഹു တုတာနှုတ်မေးခွန်းများကိုလည်းဖြည့်ဆို့ကြရမည်ဖြစ်သည်။မဲပြိုင်ပွဲနှင့်ဖက်ရှင်ပြိုင်ပွဲအပြင်နိုင်ငံကျော်တေးသံရှင်တို့၏စတိတ်ရှိုးလည်းပါဝင်သည်။ကြီးကျယ်ထူးခြားသည့်ဖိတ်ခေါ်ပြိုင်ပွဲတစ်ပွဲဖြစ်နေသည်။တောက်ကြညနေရထားဖြင့်မန္တလေးသို့မပြောင်းနိုင်ရင်ရင်မိုးသည်စနေတနင်္ဂနွေဖြည့်ဆို့ရမည်ရေးဖြည့်ဆံမွဲကိုမဖြည့်ဆို့နိုင်တော့ဆံမွဲဖြည့်ဖို့ရအောင်ပြန်လိုက်လျင်လည်း တနင်္လာနေ့ညနေတွင်ကျင်းပမည်မဲပြိုင်ပွဲသို့ဝင်ခွင့်မရတော့ထိုတို့တိုက်ဆိုင်မည်ကိုကြိုသိခဲ့ရင်ရေးဖြေဆက်မေးပွဲအတွက်ရန်ကုန်စာစစ်ဌာနကိုရွေးခဲ့လိုက်ရွေးခဲ့လိုက်ပါသည်ယခုတော့ရင်မျိုးရင်မိုးပါပါမဆုံးဖြတ်တတ်တော့အဖေစီဖုံးဆက်ပြီးအကြံတောင်းရလေတော့သည်မဲပြိုင်ပွဲကအသက်16နှစ်ကနေ25နှစ်အတွင်းပဲပြိုင်ခွင့်ရှိပြိုင်ခွင့်ရှိတာ။သမီးအသက်က24ရက်ရောက်နေပြီလေ PSC စက်ပွေးရဲကဝန်ထမ်းဖြစ်နေရင်အသက်40ထိဖြည့်လို့ရတယ်။အခုမဖြည့်ရလဲနောက်နှစ်တွေသမီးအများကြီးချန်သေးတယ်။တစ်နှစ်မှတစ်ချိန်ခေါ်ရင်တော့သမီးမှာ16ချိန်ဖြည့်လို့ရနေသေးတယ်။ပြန်လာခဲ့နဲ့တနင်္လာညပြိုင်ပွဲအတွက် AAC နာပြီးရန်ကုန်မှာစောင့်နေလိုက်တော့ရင်မိုးဘက်ကစောတကပင် တက်ခွင့်မရနိုင်အဖေသည်ဖုံးချသွားတော့သည်စောင့်နေသည့်နေရအတွင် PSC မိကုန်းစာရွက်များကိုရင်မိုးကြည့်ခြင်းနေသည် အကိုကြီးဤအိမ်အနီးပါးတွင်လည်းဖြေဆိုသူတယောက်များမရှိဘာတွင်မေးထားသည်လဲအထူးသဖြင့် speech မျိုးများကိုသိချင်သည်ဒီတစ်ခေါက်ရင်မိုးအကုန်လုံးကြက်မှတ်ထားသည်ကျူရှင်မပေးသည့်အစေးလည်းများစွာလေ့ကျင့်ထားသည်အမျိုးသမီးအရာရှိဆိုသည့်ယာတူးကိုရှင်မိုးမမောသည်အမျိုးသမီးအရာရှိဖြစ်ချင်နေမိသည်ဒီတစ်ခါလဲလွဲပြန်ပါပြီ ပြိုင်ပွဲကျင်းပသည့်တနင်္လာညသည်မှတ်မှတ်ရရတပေါင်းလာပြီးနေညကြီးဖြစ်နေသည်။ကောင်းငင်တွင်လာမင်းကြီးကထိန်ထိန်သာနေသည်။ရေကူးကန်ဤတစ်ဖက်တွင်စတိတ်စင်ကြီးကိုစောက်ထားပြီးရေကန်အစအနာတွင်အကဲဖြတ်တိုင်းမူကြီးများအတွေ့ထိုင်ကုန်နေရာများချထားပြီးသည်။အားပေးကြသည့်ပရိသတ်များကရေကူးကန်ဤတစ်ဖက်တွင် နေရာယူထားကြရသည်။မီးအောင်စုံစလိုက်များကြားတေဂိတာအစီအစဉ်မူ အရင် စတင်သည်မြူးကြွသည့် music တန်ဖြင့်စတိတ်စင်အနောက်ဘက်တွင် fashion man အချို့ like ကနေကြသည်မယ်များနှင့် fashion man များကိုပြင်ဆင်ပေးကြသည်အလှဖန်တီးရှင်များကလည်းအဝတ်အစားဒီဇိုင်းမျိုးစုံတို့ဖြင့်ပြပန်းခတ်မြဟိုဒီကူနေကြသည်တေးတန်ရှင်စီသူလွင်ဤတချင်းတပုတ်ကိုရှင်မိုးလိုက်ကြီးဆိုနေမိသည်အာယုံပြောင်းလဲများသောရေးဖြေဆက်မိပွဲအကြောင်းရှင်မိုး မေ့သွားလို့ရပြီ။ပွဲကင်းတစ်ခုလုံးတပ်ဝင်လှပနေသည်။အဆိုတော်စီသူနှင့်အန်လက်စ်နှင့်ဘိုဘိုတို့တီဆုံမှုအပြီးကောင်းငင်တစ်ခွင်နှင့်မိုးသားတို့အုံပိုင်းလာသည်။အဆိုတော်ကော်နီသည်ကကုတ်ချစ်ရဲ့တခြင်းဆိုပြီးကောင်းငင်ကိုမော့မော်ကြည့်နေသည်။လျှက်စစ်များလျှက်စီးများလက်လာပြီးမိုးချင်းတံများစက်တိုက်မြည်ဟီလာသည်။ဆက်အဖွဲ့သည်စောင်းပေါင်များကိုပလတ်စတစ်များဖြင့်ပြည့်အုပ်နေကြသည်။ စတိတ်စင်တိဆောက်ထားသည်မှာအမိုးဖွင့်ပုံစံဖြစ်သည်ရေကူးကံပေါင်းနှပေးမှာပြိတ္တအချို့အစာဦးအောက်သို့ပြေးဝင်ကုန်ကြသည်ကော်နီဒီတချင်းကိုဒုတိယအကြိမ်မကြော့တော့ဘဲရှန်နာလိုက်တော်သည်တီဝိုင်းမှာဒုတိယပစ္စည်းများပယ်ရွှေ့နေသည့်အချိန်တွင်မိုးပေါက်များကျလာသည်မိုးပေါက်များစက်တိုက်ကျနေရန်မှမိုးချင်းတန်နှင့်အတူတဲကြီးမဲကြီးရွာချလိုက်ပါတော့သည်ကြွားရောက်လာသည့်အပရိတ်သတ်များနှင့်အမိုးအကာရှိသည့် အစာအိုနေရာကမမျှဖြစ်နေသည့်အခါလူများတိုးဝိတ်ကြက်တတ်နေသည် ထိုအချိန်တွင်မိုးကြိုးပစ်ချလိုက်ပြီးလျှက်စင်မြင်းများလည်းပြတ်တောက်သွားပြီအလဖန်တီရှင်တို့၏အတန်ဆုံးအော်ဟစ်ဖန်ကလေးငယ်တို့၏ငိုတန်းအမေချို့၏ကလေးပြောက်အော်တန်းများကအစာအိုးကျဉ်းကျဉ်းလေးတွင်စုညံနေသည် အစာအိုးအတွင်ရှိအခန်းငယ်လေးတွင် အစွမ်းကုန်အလပြင်ထားကြသည့်ကာယအလမဲများဖက်ရှင်မဲများ စိတ်ပြက်လက်ပြက်ထိုင်နေကြသည်အပြင်ဘက်တွင်တော့တပေါင်းလာပြီးညာဤပွဲဖြက်မိုးကတအားသုံးကရွာဖြိုးနေပါတော့သည်မိုးတဲလေတဲချာမှပင်ကားပါလာသူအချို့နှင့်အိမ်မလာကြိုပေးသူအချို့တို့ကပြန်သွားကြသည်အကဲဖြက်တိုင်းအဖွဲနှင့်ကျင်းပါရေးကော်မတီမှတာဝန်ရှိသူများကပြိုင်ပွဲကိုနောက်တစ်ဖက်တင်းလာနေညသူပြောင်းရွှေ့လိုက်ကြောင်းလာပြောကြသည် ဧပရိသတ်များတွေ့ရွေပြန်သွားကြပြီလူများကုန်းလူနီးပါးအချိန်တွင်အကိုကြီးကလာကြိုပေးသည်အပြန်လန်းတစ်လျှောက်တွင်လဲရန်ကုန်တစ်မြို့လုံးကထစ်ချုံမိုးရွာသွန်းလို့ကောင်းနေစေအကိုကြီးအိမ်သို့ရောက်ပြီးအဝတ်စားလဲကရင်မိုးထိုင်နေသည့်အချိန်တွင်ရင်မိုးနေလို့ခြင်းနဲ့ပြောလို့နေကင်းကဝင်ကြီးုံဘက်ရောက်တော့လေ PSC မျိုးဝန်စာရွက်တွေတောင်းလာခဲ့တယ်ဟာရုံးဖွဲ့မှုအခန်းကတယောက်က PSC ဝင်ဖြေထားတယ်တဲ့ရော့ရော့ အကိုကြီးကရင်မိုးလက်ထဲသို့ PSC မိကွန်းစာရွက်များလာထည့်ပေးသည်မိကွန်းစာရွက်များကိုဖတ်ကြည့်နေရင်အပြင်ဘက်ကမိုးနှစ်အပြိုင်ရင်မိုးငိုချလိုက်မိသည်ရင်မိုးစက်မှန်လေ့လာထားသည့်စာများရင်မိုးလေ့ကျင့်ခဲ့သည့်အစေးခေါင်းစဉ်အထွေထွေဘုဒ္ဓတာများဖတ်ကြည့်နေရင်မကြခင်ကဝယုံတုံကားပွဲပြက်ခဲ့သည့်ပွဲကွင်းထဲမှမြင်ကွင်းများကအစီစီအကြီးကြီးပေါ်လာနေသည်အားရအောင်ငိုပြီးသည့်အခါ ရှင်မို့အဖေကိုစိတ်ဆိုးလာတော့သည်သူဝါသနာပါသည့်မဲတိုင်ပွဲမှလွဲလျင်ရှင်မို့ဘဝတိုးတက်ရာတိုးတက်ကြောင်းဘာမျှစိတ်ဝင်စားသည့်အဖေဟုပင်စိတ်ထဲမှရိုးစွန်းနေမိသည်ဒီတပွဲပြီးလျင်နောက်နောက်ဘယ်တော့မှမဲပြိုင်ပွဲဆင်ပေါ်တို့မတက်တော့ပါဟုဆုံးဖြတ်ချက်နဲ့ခိုင်ခိုင်မာမာချလိုက်တော်သည်ခဏအကြာမှဩငါနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်မှာတော့မပဲ ဒီတပွဲတော့ခြံထားလိုက်မိသေးတာပါလားဟုရင်မိုးတကိုဒီရေရွရင်ပြုံးလိုက်မိသည်ကုတ်ကိုင်းမေဘွဲ့ရရှိပြီးသည့်အခါရင်မိုးသည်မေဘွဲ့တရဖူတရာစင်တိတိစောင်းထားပြီးဖြစ်နေပြီမေပြိုင်ပွဲများလုံးဝဝင်ပြိုင်စရာမလိုတော့ပါဟု အဖေ့ထံအေးဆိုအောင်မြင်ပြီးသည့်အခါအမေအမျိုးများကတစခန်းထကြလေတော့သည် အဖေ့ဘက်မှအဖိုးသည်အတန်ဒိတ်ခစ်က ရုပ်ရှင်မင်းသားကြီးတဦးဖြစ်ပြီးတစ်ခေတ်တစ်ခါကအောင်မြင်ကြော်ကြားခဲ့သည့်ရှားလေးလုံးရုပ်ရှင်ကားကြီးမင်းသားအဖြစ်ပါဝင်ပြုဆောင်ခဲ့သူဖြစ်သည်ရှင်မိုးကုတ်ကိုင်းမေဘွဲရပြီးသည့်အခါရုပ်ရှင်အောင်လံမဂ္ဂဇင်းတွင်အက်ဒီတာလုပ်နေသည့်ဦးလေးမာတဆင့်ရုပ်ရှင်ဒါရိုက်တာတဦးကဆက်သွယ်လာသည်ရုပ်ရှင်မျိုးရိုးလည်းရှိသူဖြစ်မေဘွဲများလည်းပိုင်ဆိုင်ထားသူဖြစ်သောကြောင့်မင်းသမီးအစ်စ်တင်ခြင်းသည်ဟုဆိုလာကြသည် မေမျိုးများသည်အဖိုးအမွေကိုစက္ကန့်သူတစ်ဖြစ်ရင်မိုးအားလက်ခံစေခြင်းသည်ရင်မိုးကတော့မင်းသမီးလုံရန်လုံးဝစိတ်ပါဝင်စားခြင်းမရှိမေပြန်ခဲ့ရတဲ့နှင့်ပင်ပင်မှန်လာပြီအဖေအားမလွန်ဆန်းနိုင်၍သာမေပြန်ခဲ့ရခြင်းဖြစ်သည်ရင်မိုးအားစည်းရုံး၍မရသည့်အခါ အမေအမျိုးများက အဖေထံသို့ချဉ်ကပ်ကြသည်သမီးကမင်းသမီးလုံဖို့စိတ်ပါတယ်ဆိုရင်တော့ငါကသဘောမတူဘူး အခုသမီးကိုယ်တိုင်ကစိတ်မပါတာဆိုတော့ဘာလာပြောနေစရာလိုလို့လဲမသိဘူးလေအကိုကသမီးကိုအစင်ပေါ်မှာတော့မှမဲရီပြန်ခိုင်းနေပြီးတော့မင်းသမီးလှုပ်ဖို့လဲတိုက်တွန်းပေးမလားလို့ပေါ့အတော်အငယ်ကစောတကတက်ကြည့်သေးသည်စင်ပေါ်မဲပြန်ခိုင်းတာဘသူနဲ့မှတွဲနေရတာမဟုတ်ဘူးအဖေကိုမကျင့်နဲ့နေသည်မမင်းသမီးမလှုပ်ရဟူသောဒီတစ်ချက်နဲ့ပင်ရှင်မိုးကျင့်နဲ့သွားတော့သည်